စာပေချင်းမြန်နုလူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့ဆရာမကြီးခင်နှင်းယူရေးသားထားသောသဲနိုင်ကြပါပြီတဲ့ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါလေရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။သဲနိုင်ကြပါပြီတဲ့။အရေးပိုင်းမင်းဥတာဆန်းသည်အိယာမှစောစောထားလေရှိသည်။သူတို့ခြံဝင်းများဆက်နေသော အင်းရကန်အနီးလမ်းမကြီးကိုတပတ်လျှောက်ပြီးမှရေချိုးကန်းသို့ဝင်သည်ရေချိုးကန်းထဲတွင်နံရံကပ်မှန်ကိုကြည့်ကအမဲမုတ်စိတ်ရိပ်နေရှိသည်ယတိနံနဲ့မူလမ်းလျှောက်ဖို့ဒုတ်ကောက်ကိုအစင်သည့်မတွေ့ရပေထူးခြားသည်ကဒုတ်ကောက်ထားသောနေရာတွင်ကိုင်နေကြဒုတ်ကောက်ကိုမတွေ့ရုံသာမကတခြားဒုတ်ကောက်များကိုလည်းမတွေ့ကောက်သီးရိုက်သောဒုတ်တန်များကိုလည်းမတွေ့ရပေဘိုးတီဘိုးတီ သူသည်လက်ဆွဲတော်ကြီးဘူတီကိုအော်ခေါ်တော်လဲခေါ်ရမြာအင်းကလည်းခါတိုင်းနဲ့မတူအထူးတိတ်ဆိတ်နေသည်အရေးပိုင်ကတော်ကြီးဤခါတိုင်းပန်ပူတန်ကိုလည်းမိဖို့ချောင်းတွင်မကြားရသူသည်စိတ်တူသောလူတစ်ယောက်ဖြစ်တော်လဲအိမ်တွင်ခက်အေးအေးပင်နေ၏သူကတော်ကြီးကနေ့တိုင်းစုလုံးသောအခါသူသည်စူစရာများကိုစုပုံထား၍တပတ်တခါစုတတ်၏သူမဟုတ်နေမူကား အစီအကံများမှ နေစရာရှိတော်မူမဟုတ်သောကြောင့်သည်ယနေ့နန်းနှင့်သူစိတ်ကလည်းအထူးပင် ရှင်ပြချမ်းမြေ့နေ၏ဘသူကိုမှဒုက္ခအကြောင်းမမေးလိုဒုက္ခမရှာလိုတော့ဘဲလမ်းမကြီးဘက်သို့လမ်းလျှောက်ထွက်ခဲ့၏လမ်းလျှောက်အပြန်တွင်ရေချိုးခန်းထဲသို့ဝင်သည်ခါတိုင်းဆိုရင်မှန်ရှိရှိမှန်ပြားခင်းထားသော စင်ကလေးပေါ်တွင်မုန်းစရိတ်သားကို အစင်သင့်လက်ကင်တန်ဖြင့်တက်ဆင်ပြီးသားတွေ့လေရှိသည်ယနေ့ဘူးလိုက်ပင်မတွေ့ရတော့ဘိုးတီ ဘိုးဒီသူ့အတန်ကြီးဖြင့်ခေါ်ပြန်သည်ဘသူအတန်ကိုမှမကြားရခါတိုင်းသာဆိုရင်လေကားထိတ်ကတချီသာအော်လိုက်ရသည်ဘိုးဒီသို့မဟုတ်မဲခပြေးလာ၏လူမရောက်ခင်ပင်လာပါပြီဖေဖေကြီးဟူသောအတန်မှရှင်းဥစွာပေါ်ထွက်လာစမည်ဖြစ်၏ထူတော်ထူဆန်းနာပဲဟုသူထင်သည်ထွက်နေကြဒေါသကလည်းမထွက်ပြီးမှအံ့ဩစရာတွင်သည်အထူးသဖြင့်ရေးပိုင်ကတော်ကြီးတိတ်ဆိတ်နေသည်ကိုသူအထူးအံ့ဩ၏ သူသည်အေးဆေးစွာဖြင့်မုတ်ဆိတ်ကျဉ်ဆွဲမရိပ်ပဲရေချိုးလိုက်၏ရေချိုးပြီးအဝတ်အစားလဲကအောက်သို့ကော်ဖီတောက်ရန်ဆင်းလာသည်ကော်ဖီစပွဲတွင်ပေါင်မုန့်ကင်ထောပတ်သို့ကြက်ဥကြောများကိုအစင်သင့်ပြင်ထား၏သို့သောခရင်ကိုလည်းမတွေ့ရပေါင်မုန့်နှီးဓာကလေးနှင့်ထောပတ်ခွက်တွင်ခါတိုင်းစိုက်ထားနေကြငွေရောင်ဓာပြားလေးကိုပင်မတွေ့ရပေအင်းတခုခုတော့တခုခုပဲသူ့စိတ်ထဲမှာစုံတောင်ကြီးတယောက်၏အတွေးမျိုးပေါ်လာကာ ဒေါသစိတ်ထွက်မှုမရှိပေဘိုးဒီဘိုးဒီလာပါပြီဖေဖေကြီးရှင်ဘိုးဒီအတန်မဟုတ်မေခအတန်ဖြစ်ဤမေခသည်သူ့ရှေ့တွင် ကိုကိုညှို့လျက်သားရောက်လာဤဘေးအဖြစ်ရောက်နေကြတာလေနင်တို့မိမိကြီးရောမိမိကြီးအပေါ်မှာရှိနေပါတယ်ကိုဘိုးဒီလည်းမိမိကြီးအနားမှာပါသူ့နေမကောင်းလို့လား နေလို့တော့ကောင်းပါတယ်ဒါပေမဲ့မနေ့ကဆရာဝန်ဒေါက်တာအောင်ဖြိုးရွှေကိုခေါ်ခိုင်းထားလို့ကိုဘတ်တို့သွားခေါ်နေပါတယ်အားလုံးနဲ့နေကောင်းကြတယ်လားဟုတ်ကဲ့ဒါနဲ့နေပါအောင်မေခဘာဖြစ်နေကြတာလဲဒီမနေ့ငါတို့ကောင်လည်းမတွေ့မုတ်စရိတ်ဓာတ်လည်းမတွေ့ခုစားဖို့ခရင်လည်းမရှိထောပတ်တုတ်တဲ့စင်စွေရိုးတက်ထားတဲ့ဓာပြားလေးလည်းမတွေ့ပါလားဟုတ်ကဲ့ မေခသည်တရွေးမျိုးကမပြောရဲသလိုပြောရဲသလိုပြုတုပြဲတဲ့ဖြစ်နေသည်နင်တို့နင်တို့ဘာရီဖြစ်နေကြတာလဲငါ့ကိုပြောစမ်းဒါမှမဟုတ်လဲနေမေမေကြီးကိုတော့ခေါ်စမ်းမေမေကြီးကမှားထားပါတယ်ဖေဖေကြီးလာရင်ကော်ဖီတောက်နှင်မလို့ပြောတဲ့ဒီလိုဆိုရင်အဲ့ဒီဓာတ်တို့တော့ကောက်တို့ဘဲရောက်သွားတာလဲကိုပိုးဒီမနဲ့6နာရီမထိုးခင်ကအာလုံးတိမ့်ထားပါတယ်ဘာ ဟုတ်ကဲ့သူအားလုံးသိမ့်ပါတယ်အောင်မေဘာကိစ္စမိမိကြီးအမိန်နဲ့ပါအမိန်မိမိကြီးအမိန်ဆိုတော့လေအရေးပိုင်မင်းကြီးဒီဘာမှမဆိုတာသူဒီမျက်ခုံးရှုံကတွေးလိုက်ဤကျမတို့လည်းမိဖို့ကြောင့်မာဒီမနေ့ဒါမသုံးရပါဘူးစိတ်သားကိုကြိတ်တဲ့ဆက်နဲ့ကြိတ်ပြီးခုတ်ရမယ်တဲ့မိမိကြီးကမှားတယ်အရေးပိုင်ကြီးဒီခါတိုင်းတို့ပေါင်မုံကိုဓားဖြင့်လှိဖြတ်မနေတော့ပဲ ဟန်ခတ်ပဲ့ပဲ့ပင်ပေါင်မုံငင်ကိုလက်ဖြင့်ကင်ကဝါစားလိုက်၏တခါတရံမင်းကတော်ကြီးသည်ဤလိုပင်ကြားဖြတ်အမိန်များထုတ်တတ်၏အရေးပိုင်ကြီးသည်နောက်ဆုံးကော်ဖီမော့တောက်ပြီးခေါင်းထဲတွင် မရှင်းသော ပြဿနာကို လေးလေးနက်နက်စဉ်းစားနေပုံရ၏ပထမကမူကော်ဖီတောက်ပြီးလင်ပြီးချင်းအပေါ်တက်သွားပြီးအရေးပိုင်ကတော်ကြီးနှင့်တွားတွေ့မိစိတ်ကူး၏အခုတော့သူ့အစီအစဉ်ပြောင်းကအစီအခံတန်းရရဘက်ကိုထွက်လာ၏ ကိုဘိုးဒီအခန်းဝါသို့သူရက်လိုက်၏အခန်းထဲတွင်အလုတ်ရှုံနေသူနှစ်ဦးမှသူ့ကိုမြင်ဖို့မပေါ်တယောက်မှစပွဲတို့စာမိကလားကပြားဖြစ်၍တဦးမှကိုဘိုးဒီသားအောင်သာဖြစ်သည်အောင်သာသည် ကိုဘိုးဒီပြောသည်မြကိုရေးမှတ်နေပုံရ၏အငါးချောင်းခရင်6စုံမုတ်စရိတ်ဓာအစ်စ်3တုပ်3လက်စ1ချောင်းစပွဲသားလီဓာ6စုံ မိဘကြောင့်ကဓမ္မနှစ်ချောင်းနဲ့ဓာပါလီသုံးခုထင်းစဉ်ကဓမ္မကြီးတစ်ခု ခမရလည်းဖြည့်ဖြည့်ပြောပါဗျာအောင်သာကဆိုလိုက်ဤအုံဆန်ကျိုးခွေတခွေနေနေကြစမ်းပါဦးမင်းတို့ဟာဘာလုပ်နေကြတာလဲသူ့အတန်းကြောင့်စာမီရောအောင်သာပါတုံလှုပ်သွားပုံရဤသူတို့လှုပ်လက်စာအလုံများကိုရက်လိုက်ဤကိုဖိုးဒီအင်ကြီးဘက်ကတိတ်လာတဲ့ပစ္စည်းစင်းတွေမှတ်နေတာပါစာမီကဖြည့်ဤ ဘာလုပ်ဖို့လဲအဲ့ကိုရောဘာဆိုင်လို့သိရမှာလဲဒီအုံးဆောင်ွေကျိုးကရောခြံထဲမှာလူတယောက်ကသူ့အသက်ကိုရန်ရှာလို့ရမယ်ထင်တဲ့ပစ္စည်းဟူသမျှဒီမနဲ့အားလုံးသိမ့်ထားရမယ်လို့ကိုဘိုးတွေကကျွန်တော်ကိုရောမာနီကိုရောပြော့သွားပါတယ်ဒါကအင်ဂျီဝေါ်ကသုံးတဲ့စာပစ္စည်းတွေပါအသက်ဆက်ဆက်တွေတော့တော့ခတ်ထားပါတယ်ဒါကမာနီသုံးတဲ့ဝါးကိုက်တဲ့ကက်ကြီးပန်းဖြတ်တဲ့ကက်ကြီးမျက်ခုံသာပြီးတော့ ကဲတော်ပါတော့တော်ပါတော့သူ့ရှင်ရှင်ပစ္စည်းပုံနှစ်ပုံကိုလက်ညှိုးညွန်ကရှင်းလင်းပြောပြနေသောစာမိသည် သူက တော်ပါတော့ဆိုပြီးပါဇက်အဟောင်းသားနဲ့ရက်သွား၏ဆက်လုံးကြငါအပေါ်သွားအောင်မယ်သူသည်အိမ်ထဲသို့ပြန်ဝင်ကလှေကားတည့်ရန်ပြင်လိုက်၏ဧခန်းထဲတွင်ဧည့်သည်တယောက်ရှိနေပုံရသည်သူသည်ခန်းမစီသို့ခန်းစည်းကိုမှကြည့်လိုက်၏ဧည့်သည် သူ့ကိုမြင်သောမတ်တပ်ရက်လိုက်၏အော်ဒေါက်တာ အောင်ဖြိုးရွှေပါလားဘယ်နဲ့စောစောစီးစီးရောက်နေလဲဟုတ်ကဲ့ခင်ဗျာ မနေ့ညကတည်းကဒိုကင်မမကြီးကဖုန်းဆက်ထားပါတယ်ဒီနေ့မနေ့9နာရီအိမ်ကိုခက်တာကြွခဲ့ပါတဲ့အော်ထိုင်မအောင်ထိုင်မအောင် ကျွန်တော်မမကြီးကိုတော့ပြောလိုက်ပါအောင်မယ်သူဒီဒေါက်တာကိုယဉ်ကျေးစွာပြောပြီးလှေကားပေါ်တက်လာ၏သူနဲ့အတူအိယာကထဆင်ကလည်းဒိုကင်မမကြီးသည်အကောင်းသားပင်သည်တားတော်မောင်ကြော်သိမ်းတွင်များဖြားနေသလား ဖျားနေဆရာဝန်စီထိုးဖို့ပင်ရှိ၏ဓာရီအပ်တွင်ကျိုးတွင်တိမ့်ရန်အကြောင်းမရှိသို့သောကြော်သိန်းတွင်နေထိုင်မကောင်းနေမူကမင်းကြော်ကြီးသည် ခြေမကင်မိလက်မကင်မိပြာကြီးပြာရာဖြစ်တတ်၏သူတို့မှပြီးရေးမှဒေသတယောက်တည်းရှိ၏မင်းကြော်ကြီးလက်သုံးစကားမှကင်းချီများဖြစ်သည်ကင်းချီများဟာခြေတစ်ချောင်းကျိုးသွားလို့အရေးမကြီးဘူးကြံတဲ့ခြေတွေနဲ့သွားလို့ရတယ်ကျမတို့မှအရွယ်နှောင်းကမှချက်ရှာပါပါပိုက်ခွဲမျိုးရတယ်ဒေသား ကျော်သိန်းတွင်နေမကောင်းတိုင်းထိုးစကလုံးများကိုရေရွတ်တတ်၏ကျော်သိန်းတွင်ကိုကြောင်းထားစကကားနှင့်တလပါသည်လွယ်အိတ်လွယ်ရသူတယောက်ထမင်းကြိုင်နှင့်နှုတ်ပလင်းဘသူတယောက်တဲသူတယောက်ထမင်းပြင်ကျွေးရသူတယောက်အိမ်ကအမြဲတမ်းနာနေကတယောက်ဥတာဆန်းသည်အခြားကိစ္စများ၌တခါတည်းရန်မင်းကတော်ကြီးကိုကြော်လွန်နိုင်တော်လဲသားဖြစ်သူကျော်သိန်းတွင်ကိစ္စတွင်ပတ်သက်လာနေဆွတ်ဖက်ပိုင်ခွင့်မရှိ ညကအထူးအစည်းအဝေးရှိပြီးတားနေကောင်းနေသလားနေမကောင်းနေသလားမသိလိုက်ရနေမကောင်းရင်ဆရာဝန်ခေါ်ထားသည်ဆိုရင်လဲအစီကံတန်းတရတွင်ဗအကြောင်းအံ့များကျိုးခွေများကိုတင်းဆဲထားရပါသည်။လေကားထင်များပေါ်လှန့်တင်ရင်ထိုမေးခွန်းကသာသူ့ကိုယ်သူပြေးပြီပြန်၏ကျော်သိန်းတွင်အခန်းမရောက်ခင်ကပင်မမကြီးရေဟုသူကအော်ခေါ်လိုက်၏လာပြီလာပြီဒေါခင်မမကြီးသည်သူ့အခန်းထဲသို့ဝင်စေခြင်းမပေါ် တုတ်သီးတုံပြနှင့်အခန်းထဲမှထွက်လာ၏ခေါင်းမှာသပင်ကူသောမှတတ်တက်ရရဖိထားနိုင်ပုံမရပြီသူ့လက်ကိုအရင်ဥအောင်လှန့်ဆွဲထား၍တာအခန်းဘက်ကိုစောင့်ငယ်လိုက်ကဘိုးတီအဲ့ဒီကဘယ်မှမသွားနဲ့ဟုဆိုရင် ရေးပိုင်ကြီးလက်ကိုဆွဲကသူတို့အိတ်ခန်းရှိရာသို့အရှိဘက်မှထွက်သွားတော်သည် နေစမ်းမအောင်ဒီအဖြစ်ဖြစ်တွေကဘာတွေဖြစ်နေတာတော့မမကြီးတိတ်တိတ်ရှူးရှူးမင်းကြော်ကြီးဒီလက်ညှိုးကိုပါဇက်ကတ်က သူတို့အိတ်ခိုင်တကားကိုဆွဲစီလိုက်ဤကျမပြော့ပြပါမယ်ကြော်ကြော်တို့ဒဒီရဲ့ဒါနဲ့ကားတန်ကြပြီလားမကြဘူးမကြဘူးငါဘာမှမသိဘူးရေးပိုင်ကြီးဒီစိတ်မရှိဟန်နဲ့អော်လိုက်ဤစကားပြောရင်တိုးတိုးပြောဆမ်းပါဒရိုင်ဘာကိုကြောက်လို့ပြီးစာမေးပွဲအောင်စရင်ကြည့်ခိုင်းထားတယ်ဒီနေ့မက်ထရစ်စာမေးပွဲအောင်စရင်ထွက်မဲ့နေ့အောင်မလေးရေးပိုင်ကြီးဒီဖြန်းငနဲ့သူ့ရင်ကိုသူပုတ်လိုက်ဤ အဲ့ဒါနဲ့အတွေ့ဓာတ်တွေဘာလို့သိရတာလဲငါမုတ်စရိတ်ဓာတ်ကောသိရပါကတော့တော့သိရတာပေါ့မုတ်စရိတ်ဓာတ်ပါနေနဲ့ဟောဒီလေပင်ကြောလေးစီးလိုက်မယ်တဲ့သွေးလုံးမသေးနိုင်ဘူးလားကျိုးတစ်ချောင်းချောင်းတွေ့ရင်ကျိုးဆွဲချသေးမယ်တဲ့အတ်တွေ့တော့အတ်ကိုမျိုးချမယ်တဲ့ပြီးတော့ဒုတ်ကောင်နဲ့ဖြစ်ဖြစ်မယုံကြည်ဘွေးနဲ့ဖြစ်ဖြစ်မတော်ရာထုသေးမယ်တဲ့ပြီးတော့ကျမတောက်တဲ့အိတ်စီးကိုဆယ်လုံးလောက်တောက်လိုက်မယ်တဲ့ တော်စမ်းပါရေးပိုင်ကြီးဒီကုန်းကြီးអော်လိုက်ဤဒီလောက်ទេជិននេះတဲ့အကောင်ငါအခုသွားတွေ့မယ်အသက်အောင်ទេလိုက်ရင်ပြီးရောရေးပိုင်ကြီးဒီစိတ်မရှိလို့ရင်ငော့တော်တော်ပြောလိုက်ဤတိုင်းပြည်နဲ့အဝံဒီစာမီးပွဲဖြေးနေတာမင့်တကြမှာတဲ့တဲ့လုံးနေနေပါအောင်စာမီးပွဲကရောကြပြီလားတော်ခင်မမကြီးဒီရင်မက်ကိုနဲ့နဲ့ဖြီးပြီး ပြောရလိုက်တာရှင်ကျမတို့မှာဒီသားတယောက်ထဲတိလားတိလားမင်းကတော်ကြီးဒီမျက်ရည်ကျလာဤ ညကတညာလုံးကျွန်တော်သာစာမျိုးဝဲကြရင်တော့ကိုကိုကိုတက်တည်မဲကြီးပြောနေတယ်။မင်းဒီလိုလှုပ်လို့ပိုးသေးနေတာ။သေဆိုင်မစီအဖြစ်နင်းလိုက်တာ။ငါတော့တွေ့မယ်။မတော်နဲ့လေမတော်နဲ့။ရှင်ကဖြုံးဖြုံးဖြတ်ဖြတ်ပြောတတ်တာမဟုတ်ဘူး။နေစမ်းမအောင်မမကြီးရဲ့။အဖေနဲ့တာတလောက်မှမပြောရဘူးလား။တို့များငငယ်ကစာမျိုးဝဲကြရင်အဖေကဒဝဲချင်းလုံးနှလုံးဘူးနဲ့အိမ်ကမျက်နှာထားတင်းတင်းနဲ့စောင့်နေတာ အောင်ရင်နဲ့ကိုကပဲမျက်နှာပြန်လို့ကသေးတယ်။အိုးမတူတာရင်မပြောစမ်းပါနဲ့ရှင်။ရှင်ဒီမနေ့တအခန်းကိုမသွားရဘူး။အတင်းသွားရင်တော့ကျမအပြင်ကရှင့်ကိုတော့ခတ်ထားရနိုင်မယ်။မင်းကြော်ကြီးဒီလုံမယ်ဆိုတကယ်လို့ရေးပိုင်မင်းခဏခဏလက်လျှော့ရ၏။ကဲကဲငါမတွေ့ပါဘူးမမင်းကြီးမကျုပ်ကတော့ထောင်မချခဲ့ပါနဲ့။ဟောကားတန်ကြပြီ။ဟုတ်ကဲ့မမကြီးဒီလှေကားထိတ်လို့ပြေးထွက်သွား၏။ ရေးပိုင်ကြီးသည်နောက်ကလိုက်သွားသည်လေကားထိပ်တွင်ဒရိုင်ဘာနှင့်ဒေါခင်မမကြီးတွေ့ကြသည်ဒရိုင်ဘာသည်ခေါင်းကိုဖြည့်နှင်းစွာခိုင်လိုက်၏ကြားတယ်ဟုတီတူပြောလိုက်၏ဒေါခင်မမကြီးသည်အရေးပိုင်မင်းကြီးကို လက်ပြလိုက်၏ကျမဘာသာကြည့်လို့လိုက်မယ်ရှင်အခန်းထဲကိုလိုက်မလားနဲ့နော် သူ့ဘယ်သူတစ်ချက်လှဲ့ဟောက်ကခင်မမကြီးသည်သူ့သားအေခန်းရှိရာအနောက်ဖက်ဆုံးအဆောင်သို့ပြေးသွား၏ အရေးပိုင်းကြီးသည်တက်ပြင်းချလိုက်၏ဒရိုင်းမာသည်လည်းဘာလို့ရမှန်းမသိသလိုသူ့မျက်နှာကိုကြောင်ကြည့်နေ၏စိတ်ကုန်နေစိတ်ကုန်နေဟုဆိုကသူ့အိမ်ခန်းထဲသို့အရေးပိုင်းကြီးသည် ပြန်ဝင်သွား၏ဒရိုင်းမာသည်လှေကားမှဆင်းကနောက်ဖေးတန်းရသို့အပြေးအလွှာပြေးသွား၏ဟောဦးလေးပါတော့ပြန်လာပြီကျွန်တော်အောင်လာရင် အောင်သာကလှမ်းမိလိုက်၏တူ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 ကိုဘတုတ်သည်အခန်းထဲဖြင်းင်းစွာဝင်လာ၏ မင်းအောင်နေကွ ဟုတူတူပြော၏အောင်သာသည်ဝမ်းသာလို့ရင်သူ့အမေမေခစီပြေးသွားမည်လို့၏ဟဲ့ကောင်းလေးဘတ်တုတ်သည်အောင်သာပစိုးစာကိုလှန့်ဆွဲထား၏ငါ့ကိုမိမိကြီးကပြော့ထားတယ်သူသားကြပြီးတော့အောင်သာဆာမီပွဲအောင်ရင်တဲ့ဒီတဲ့င်းကိုဘသူ့မှမပြောရဘူးတဲ့တိတ်တိတ်ဆိတ်ဆိတ်နေကြရမယ်တဲ့ဗျာဒီလိုမဟုတ်ရင်သူသားစိတ်ထိခိုက်မယ်တဲ့ မင်းအမေဒီအခန်းထဲလာမှပဲတူတူတိတ်တိတ်ပြို့ပေါ့ကွာကဲပါကွာစရင်သာဆက်မှန်းဆက်မှာစာမိကဆို၏အိစေး15လုံးကိုရာနေနှစ်ဘူးကိုရာနေကလူသေးတတ်လို့လားအလွန်ဂျွန်တောက်ရင်မကောင်းမှုထင်မှရက်ကွာစိုးရင်စရာရှိသည်များကိုဘူးတွေကအကုန်သိမ့်လာတာအောင်သားသည်စရင်ဆက်မှတ်၏ကိုရန်အောင်လုံးကလည်းမသက်တာတအိမ်လုံးလုံးလိုက်ရသည်ဖြစ်ချင်း သူ့တငယ်ချင်းများကိုထမင်းဖိတ်ကြွေးရသည်မှာဖတ်ဖတ်မော သူတို့သည်အောင်မြင်ခြင်းကိုမြှုပ်ရှင်စွာရင်ဆိုင်နိုင်သလိုဆုံးရှုံးခြင်းကိုကြံ့ညံ့ဘာကြောင့်ရင်မဆိုင်နိုင်ရပါသနည်းအောင်သာရင်နဲ့မှာတော့ဝမ်းသာခြင်းကို တောင်းကြိတ်ပြီးဝမ်းသာနေရရှာသည် မကြခင်ထမင်းစားကန်းပစ္စည်းမှအရေးပိုင်ကြီးအော်တန်ကြားရ၏အရေးပိုင်ကြီးသည်မင်းကတော်ကြီးကို အော်ပြောနေပုံရ၏သူတို့အခုမက်ထရစ်မှာအာနာပါနာလားအာနာပါနာလား အဲ့ဒီဆောင်ကတောင်တက်တဲ့အကြောင်းတင်ထားတာကွအဲ့ဒီပြထန်းတဲ့လူတွေရည်ရွယ်ချက်ကိုကကျောင်းသားတွေဇွဲရှိအောင်လို့တင်တာတခါတက်မရနောက်တခါပေါ့မြေကြီးချီမတီပဲကျောင်းတက်ရတဲ့အကောင်ကများနောက်ဖေးကအောင်သားတို့သဲဖို့များခြံကြပါဦးအခုဘာလုပ်ထားခဲ့တယ်လဲဘာလုပ်ထားခဲ့ထားခဲ့မသိချင်စမ်းနဲ့သူအခုကောင်းကောင်းအိပ်ပြောနေပြီဘတ်တုတ်ဘတ်တုတ်မင်းကတော်ကြီးအော်တန်ကြားပြီးကိုဘတ်တုတ်ပြေးသွား၏။သွား ဆရာဝန်ကိုအိမ်ပြန်ပို့လိုက်တော့ငါးပါးတခါတည်းရုံလိုက်ခဲ့မယ်ဟေးသမီးလည်းမစားကျင်တော့ဘူးအေးပိုင်ကြီးသည်အိမ်ရှိကန်းသို့ပြေးထွက်လာ၏အစီကံတန်းလျရတွင်မူစရင်ဆက်မှန်နေကြစေဖြစ်၏အိမ်ရက်တန်26ချောင်းရေရင်တလက်တူတချောင်းစာမိအတန်းသည်မှန်မှန်ပင်ပေါ်လာ၏ခင်းနှင်းယူဖြစ်ဖြစ်ခင်းညွတ်စာပေတိုက်1968